အခန်း21မန်ပိုနှင့်ဖုံနောင်ရမြာအတွင်၌တက်ခိုင်သည် မလေးຫນွယ်ကို မတွေ့အောင်ရှောင်နေသည်ရှောင်တာနေရတော့လေပြေး၍မလွန်မှန်းတက်ခိုင်တည်ပြီးဖြစ်၏မလေးຫນွယ်ထံဥချစ်တိုးမှတဆင့်ငွေပြန်ပို့ပြဲနောက်တုံးရခန့်ကြတော့တနေခုနေနေ့တနေ့တွင်တက်ခိုင်သည် အခန်း၌စာတက်နေရ၏နှစ်ဝက်အစမ်းစာမွေးပွဲသည်လည်း နေပြီဖြစ်၏ထိုစဉ်ကတက္ကသိုလ်၌ပထမနှစ်ကျောင်းသူကျောင်းသားများအတွက်စာမေးပွဲသည်အရေးကြီးလာသည်မဟုတ် တကယ်အရေးကြီးသောစာမေးပွဲမှာဒုတိယနှစ်ကုံဆုံးမှစစ်သည်ထိုအခါနှစ်နှစ်လုံးတင်ထားသမျှကိုအလုံးပေါင်းချုပ်၍မေးသည်လူတွေလည်းပန်၍အကြလဲများသည် ပထမနှစ်ကျောင်းသူကျောင်းသားအများသည်ယင်းနှစ်၌စစ်သောစာမေးပွဲများကို အလေးကယုမပြုကြလှ ဝစ်ကြည်တန်းကြည်သာဖြေကြသည်များ၏တက်ခိုင်ကမူမပေါ်ရသူသည်ဈေးကြီးသောတက္ကသိုလ်၌စွန်စား၍ပညာလာယူနေရသောចောင်းသားတူဖြစ်သည်ကိုဝမ်းနာကိုသာတည်သောကြောင့်တင်တန်းများမပြတ်ရစာမွေးပွဲမှန်သမျှကိုလည်းလက်မလှော့အထူးသဖြင့် ပါဏပေဒါတင်တန်းများနဲ့စာမွေးပွဲများကိုဂယူဆာယာ၏ပါဏပေဒါမှဆရာဆရာမများသည် စီကံကြည်၍အမှန်အမဲလဲရဆက်သည် ထို့ကြောင့်တက်ခိုင်းသည် နှစ်ဝက်စာမွေးပွဲအတွက်အပြင်းမထွက်ဘဲစာကြည့်နေ၏အပြင်းထွက်ခြင်းတည်တိုင်းအောင် ရုပ်ရှင်ကြည့်နိုင်ရန်ဝေးစွာ ကားကားပင်မရှိစောင့်ကြည့်နေစဉ်အလိုက်မသိသောဝမ်းကတကြုံကြုံမြီကစားလာ၏ နေလှယ်လဖေ့ချင်းကဝင်းနေသေးတယ်။ကရာနီဆိုင်တို့ပြေးရမှာလဲအကျွေးအစိတ်ရှိနေပြီဖြစ်သောကြောင့်မျက်နာပူ၏တက်ခိုင်သည် စာလောင်ခြင်းကိုတီးခန့်၍နောက်ဆုံးလက်ကျန်စေးဘောလေးတစ်ခုကိုဖွာရင်းစာကြိုးစားကြည့်နေ၏ရှုမောင်ကမူပိုင်ကြသဖြင့်အပြင်းလဲမထွက်နိုင် စာကြည့်ခြင်းစိတ်လည်းမရှိသောကဂရင်ပေါ်၌အိမ်နေသည်တို့ရရဲမကြမီပင် ထုံးငွေနဲ့ចောင်းသားတို့ပေါ်လာကြကရုံမောင်ကိုနှိုးတယ်။ထုံးငွေနဲ့ပါလာသောចောင်းသားကနေ့ចောင်းသားတို့ဖြစ်တယ်။သူ့ကို ကိုလားဖေကြီးအခန်း၌မကြခဏတက်ခိုင်တွေ့ဖို့ဤနာမည်ကကပြဆန်းဆန်းမုံမြင့်ဟုဖြစ်တယ်။နိုင်ငံရေးចောင်းသားတို့လည်းဖြစ်ဤမုံမြင့်သည်တက်ခိုင်ကိုမြင်ပူးတွေ့ဖို့သူဖြစ်သောကြောင့်ပြုံနှုတ်ဆက်တယ်။ထုံးငွေကမူထို့အချိန်၌တက်ခိုင်နှင့်အတော်ပင်ရင်းနှီးခင်မင်နေပြီဖြစ်သောကြောင့်စကားဆိုဤ စာကြလာကြလာကိုတက်ခံရဟုတ်တယ်နှစ်ဝက်စာမွေးရှိနေတာနဲ့อืมအခုလိုအချိန်ကြီးမှာစာကြက်နိုင်တဲ့ចောင်းသားတွေကိုတော့ချီးကျူးတပြို့နှုတ်ဘယ်အချိန်ဖြစ်ဖြစ်ចောင်းသားကစာမတက်ပဲဘာလို့ရမလဲကိုထုံးငွေရထုံးငွေသေးရှိုက်တန်နဲ့တဟဟဟရီလိုက်ပြီး ဝေဖန်သေးចောင်းသားဆိုတာစာကြက်ရတယ်ဆိုတာတော့မှန်ပါရဲ့ဒါပေမဲ့အခုလိုအချိန်မှာ ခမားတို့စာကြက်နေတာဟာယောမမျိုးကြီးမီးလောင်နေတော့ နေရိုးဘရင်ကစောင်းတီးသချင်းဆိုတာနဲ့မတူဘူးလားဓမ္မတိခင်ကဆိုလည်းရင်ထုံးဝေပြောပုံမှာရံဖြစ်ပေါက်ဖြစ်၏သူ့ဓာတ်ကိုတိနေပြီဖြစ်သောကြောင့်တက်ခိုင်ကလေးအင်းနှစ်သားဖြစ်သည်တူနေမလားတော့မသိဘူးဒါပေမဲ့မိရှုတာကကျွန်တော်တို့မှမဟုတ်ပဲမိရှုသူတွေကိုလည်းဝေဖန်အောင်မှပေါ့ကိုထုံးဝေရဟဲဟဲဝေဖန်မှာပါပဲအခုလာတာကလည်းအဲ့ဒီကိစ္စတွေကိုဝေဖန်ဆွေးနွေးမလို့ခမညာထောင်မလား တက်ခိုင်သည်သူရဲ့စာအုပ်သို့ကောက်ယူကာနေရာမှထား၏ဤရများအတွင် ထုံးဝင်နှင့်ယူမောင်တို့ မကြာခဏဆွေးနွေးကြသည်ကိုတက်ခံတွေ့ပူးလာပြီတခါတခါဆွေးနွေးလျက်ရင်အလွန်ကြာ၏နုအတလီစာချုပ်လက်ကြာဖရီးမန်စာချုပ်လဝဲညညရေးလက်နက်ကန်တော်လန်ရေးတိမ့်ဖေ၏ဘရော့စတာဝါရထုံးဝင်၍အစို့ စသဖြင့်အကြောင်းကြီးအရာကြီးဖြစ်ကြပြီးလေကြီးမိုးကြီးကင်းကြီးခန်းကြီးနိုင်၏ယခုမိုးမြင့်ပါပါလာတော့ဘယ်အထိရောက်ကြအောင်မသိထို့ကြောင့်တက်ခိုင်သေးနားမထောင်တော့ပါဘူးဗျာခမားတို့ဘာသာဆွေးနေကြကျွန်တော်တို့ပြေးပြီပြုတ်ဟုဆို၍စာအုပ်ပိုက်ထွက်လာခဲ့၏တခိုင်သေးအပေါ်ထဲမှာဆင်းလာပြီးကိုမြင့်တောင်ရဲ့အခန်းသို့သွားသည် ကိုမြင့်တောင်သည် စာကြပိုးဖြစ်တော်ကြောင့်သူ့ရဲ့အခန်း၌ စာများကြက်လည်းငယ်အနောက်ရှက်ကင်းသည်တက်ခိုင်ရောက်သွားသောအခါကိုမြင့်တောင်၏အခန်းအတွင်း၌ရခိုင်ဆန်ရွှေကြီးလည်းရှင့်နှင့်နေသည်ကိုမြင့်တောင်ကခရီးဥချိုဆိုသည်လာဟိဖူတက်ခိုင်စာကြက်လို့မရလို့လက်ခဲ့တာမဟုတ်လားအေးကရင်ပေါ်မှာကြည့်ကိုလည်းတကားပိတ်ထားလိုက်မယ်ကိုမြင့်တောင်သည်အခန်းတကားကိုစေပိတ်လိုက်၏ တက်ခိုင်တဲ့ကိုမြင့်တောင်းတဲ့သောမန္တလေးနဂါးစေပေါ်လိတ်တလိတ်ကိုကျေးဇူးတင်စွာမင်းကြီးဖွာရင်ကရင်ပေါ်၌မှောက်၍စာဆက်ကြတဲ့ကိုမြင့်တောင်းနဲ့ဆန်ရွှေကဇပွဲ၌ထိုင်ရင်ယူပဗေဒပု္ပ္ပစာတပုတ်ကိုတိုးတိုးတိတ်တိတ်တိုင်ပင်ရှင်းလင်းအဖြေရှာနေကြ၏။နိုင်ဝက်ခန့်အကြာ၌တကားလှခောက်တန်ကြရ၏။ကိုမြင့်တောင်းကလှမ်းမိသည်။ဘာတူလဲ?ကိုပါဟာရှင်းနေရ။စွရွင်ပါ။မောင်ရဲ့အခန်းနဲ့တက်ခိုင်ရှိသလားလို့ ကွန်မြင့်တောင်ကတကားထားဖွင့်ပေးတယ်။တက်ခိုင်ကလည်းလှမ်းကြည့်၏။တကားဖွင့်သွားသောအခါကိုစောလွင်ဝင်လာ၏။သူ့ရဲ့နောက်မှဦးချစ်တိုးပါလာသည်။ဟောဒီမှာတက်ခိုင်မင်းကိုတွေ့ချင်လို့တဲ့။ယူမောင်ကဒိုးစီညွှန်လိုက်လို့ဦးချစ်တိုးကလည်းဝင်ပြော၏။ဟုတ်တယ်တက်ခိုင်မင်းရဲ့ခံမှာမင်းကိုမတွေ့လို့လာလိုက်ခဲ့။ငွေလဲပါတယ်။ဟင်မမငွေလဲပါတယ်။ဘမလဲ။ကားထဲမှာပေါ့။တက်ခိုင်တဲ့တငယ်ချင်းများကိုပဲနှောက်မဆအားပဲ ဦးချစ်တိုးနားမှ လိုက်လာခဲ့တယ်။ငွေရောင်စတူဒီပေကကားတည်ထမင်းစားခန်းမကြီးရှေ့တက်လမ်းပေါ်၌ရပ်ထားတယ်။ကားနောက်ခန်းတွင် မလင်းနွယ်ထိုင်နေ၏။တက်ခိုင်က ကားပြင်းနာကတ်သွားပြီးမလင်းနွယ်ကိုနှုတ်ဆက်၏။ကြည်စံမမနွယ်ဘာလာလောက်တာလဲ။မလင်းနွယ်သည်အေးချမ်းစွာပြုံးပြီးတည်ငြိမ်စွာဆို၏။မောင်ကိုမမနွယ်လာခေါ်တာလေ။လာလိုက်ခဲ့မောင်။တက်ခိုင်သည်ဘာပြန်ဖြေရမှန်းမသိ ပတ်ဝန်းကျင်ကိုမှလှည့်ကြည့်မိသည်အဆောင်အောက်ထပ်အခန်းများမှတောင်းသားဆယ်ဦးခန့်သည်သူတို့အားဝမ်းကြည့်နေကြသည်သူတို့ထဲတွင် ကိုမြင့်တောင်ကိုဆန်းရွှေကိုစောလွင်သာမက ကိုလိန်မောင်ပါပါဝင်နေ၏တက်ခိုင်သည်တက်ပြင်းဆိုင်ပြီးပြုံး၍ဖြစ်သည်မမနွယ်ခဏနေအောင်မောင်အဝတ်စားသွားလဲလိုက်အောင်မဲလဲမနေနဲ့တော့လဲရင်လဲအဖိုးအိုကြီးလိုပဲဝတ်လာအောင်မဲအခုလိုအင်းကြီးလက်တော်နဲ့ကကြည့်ကောင်းနေပြီးတော့ မမနွယ်တို့မှာအချိန်မရှိဘူးမြ мян တက်ပြောပြောဆိုဆိုနဲ့ပဲမလေးနွယ်ကကားနောက်ခံတကားကို အတွဲမှဖွင့်ပေး၏မိတို့မြမတက်နိုင်သောတခိုင်က ကားရင်းသို့ဝင်လာရ၏ကားထွက်လာပြီးပြည်လန်းပေါ်ရောက်သောအခါမလေးနွယ်သည်ကျေနှက်နှစ်သိမ့်စွာနှင့်လက်ခုပ်ကလေးတီး၍ရည်သည်မမနွယ်ဘာရည်ရလဲမမနွယ်ကိုကိုမမနွယ်သဘောကျလို့ရည်ရပေါ့ကဲအခုမောင်ဘာတက်နိုင်သေးတယ်လဲ တက်ခိုင်သည်ထောင်းဆန်အတိုင်းသူ့ရဲ့အမကိုအရှုံးပေးလိုက်ပြီးအတူတကွလိုက်ရည်သည်ဤသို့ရည်လိုက်ရသောအခါသူ့ရင်မှာပေါ်ပါသွားပြန်၏အတန်ကြာမှသူကမေးသည်မောင်ပြန်ပို့လိုက်တဲ့ငွေကိုမမနှွေရသလားရီမောနေသောမလေးနှွေမျက်နှာလေးသည်မညိုသည့်တိုင်စေရှော့ကြတည်နေသွားသည်ရပါတယ်မောင်မောင်ရဲ့မာနာကိုမမနှွေတိတ်ချီချူမိတယ်သိလားမမနှွေကိုစိတ်မဆိုးနဲ့နော်မမနှွေကမှားမိသူကို မမနှွယ်ကို ခွင့်လဲလွတ်အောင်နော်မောင် မောင်ကိုဘာလို့ဒီလိုပြောရတာလဲမမနှွယ်မောင်ကဘာလို့စိတ်ဆိုးရမှာလဲအမှန်ကဒီလိုသာလောက်ခဲ့ရတယ်မောင်ဘလောက်စိတ်မကောင်းဖြစ်ရတယ်ဆိုတော့ကိုမမနှွယ်သိစေချင်တယ်မမနှွယ်ဘလောက်စိတ်မကောင်းဖြစ်ရတယ်ဆိုတော့ကိုတော့မောင်မသိချင်တော့ဘူးလားခက်တယ်မမနှွယ်ရဲ့မမနှွယ်ကြောင့်မောင်တိတ်ခက်တာပဲဘာဖြစ်လို့မမနှွယ်ကမောင်အတွက်စိတ်မကောင်းရတာလဲပြီးတော့ မောက်မှာလည်းဘာမှ ပူစရာမရှိဘူးမောက်မှာဘာမှ ပူစရာမရှိဘူးဟုတ်လားအဲ့ဒါတော့မောင်မူသားပြောတာပဲထားပါတော့လေဘာဖြစ်လို့မမနွယ်ကမောင်အတွက်စိတ်မကောင်းဖြစ်ရတာလဲဟုတ်လားမောင်မမနွယ်ဟာမောင်အမဆိုတာကိုတတိမရတော့ဘူးလားမောင်ကိုတိတ်ချစ်တဲ့အမဆိုတာကိုလည်းမေ့သွားပြီလားမောင်တယောက်ဟာ မာနကြီးပြီးရက်ဆက်နိုင်တယ်အမဆိုတာတော့အမြဲခွင့်လွတ်ပြီးပူပန်ရတာပဲ သိပြီလားရှင်ရဲ့မမနွယ်ဤစကားကြောင့်ရေဝဲထိခိုက်သွားသောတက်ခိုင်သည်မြည်သွ့မြပြဲ့မဖြစ်နိုင်ညင်၍သာလိုက်ခဲ့ရ၏ကားသည်ဩဝိစာယလမ်းပေါ်ရောက်ခဲ့ပြီး ဝေနာမယာအထွန်းတို့မချိုးပဲဆက်မောင်းနေမှတက်ခိုင်သည်မေးမိ၏မောင်တို့ခုပဲသွားမလို့လဲမမနွယ်မေးမနေနဲ့လမ်းဆုံတော့ရွာရောက်ရင်တိတ်လိမ့်မယ်ကားပေါ်ကခုံလဲမချနိုင်အောင်တော့မောင်းခုံမချပါဘူးမမနွယ် မောင်မသေးရဲသေးပါဘူးလောကကြီးမှာမောင်မျက်နှာတွေအများကြီးရှိသေးတယ်ဥပမာ မောင်မင်းမင်းရဲ့မောင်နိုင်ငံရဲ့ပြီးတော့ပြီးရောပြီးတော့မင်းနေစရာလိုသေးလို့လားမမနွယ်ရဲ့မောင်မမနွယ်ရဲ့ပေါ့မလင်းနွယ်ကကျင်နဲ့နှစ်သိပ်စွာရေးပြီးတော်သေးတာပေါ့ဒီလိုဆိုတော့မောင်ကဘယ်ဆိုးလို့တော့ဟုတ်မှတ်ချက်ချတဲ့ကားတေမြို့ရင်းရောက်တော့အခါ ပလီတီယန်ရုပ်ရှင်ရုံရှေ့၌ရက်လာ၏ထိုအခါကျမှမလေးနွယ်၏ရည်ရွယ်ချက်ကိုတတ်ခါရိပ်မိသွားသည် ကားတိုက်ကောင်းနဲ့မှဂျွန်ကရော့စ်ဖို့ကတိုက်တရိုးယူပြီးတော့တည့်ဆောင်ထားတယ်တတ်ခိုင်သည် လုံးဝလက်မြအရှုံးပေးလိုက်တော့၏ကဲဒါဖြင့်မထူတော့ပါဘူးမမနွယ်မောင်းပိုက်ထဲစားလို့တကြုံကြုံဖြစ်နေပြီမောင်းကိုတခုခု အရင်ကျွေးအောင်မလေးနွယ်သည်ဝမ်းသာအားရပြုံးပြီးတတ်ခိုင်ကို အနည်းရှိ့ Continental မုတ်တိုက်သို့ခေါ်သွားသည်တောသားညက်ဆန်ဒရစ်မောင်းနှင့်လက်ဖက်ရည်တောက်ကြပြီးရုပ်ရှင်ရုံသို့ပြန်သွားကြသည် ထိုနေ့ကတက်ခိုင်သည်ရုပ်ရှင်ကိုဂရက်ဆာကဲခေါ်အထူးတပ်မှပထမဆုံးအဖြစ် ကြည်ဘူးခဲ့ရ၏ဇဂိုင်းအမည်မှာ Mindress Bio ဖြစ်သည်ရင်သွေးအတွက်ကိုကျိုးစွန့်အနစ်နာခံသွားသောမိခင်တဦးဘဝကို တိမ်မွေးစွာပေါ်ပြထားသည့်ဇလန်းဖြစ်၏ဟောလိဝုဒ်၏ရုပ်ရှင်ဘယမဟုကြော်ကြသောမင်းသမီးကြီးဂျွန်ကရော့ဖို့ကပြိသက်ရင်ဆုပ်မျက်ရည်ဝိုင်းအောင်မိခင်အခမ်းမှ ပြောင်မြောက်စွာတရုပ်ဆောင်ထား၏စကားပြီးသောအခါတက်ခိုင်က နေရာမှထားသည်မလင်းတွင်ကသူ့ရဲ့လက်ကိုဆွဲပြီးတားသည်ခဏနေဦးမောင်မစင်းနဲ့အောင်ဘာဖြစ်လို့လဲမမနွယ်ရမလင်းတွင်ကတိုးတိုးဖြစ်သည် မမနွယ်မျက်ရည်တုတ်ထားတာလူတွေမြင်ကုန်အောင်မယ်တက်ခိုင်သေးရီမော်ရင်ညီဤအော်ဖြစ်မှဖြစ်ရလေမမနွယ်ရဲ့အပြန်တွင် ကားပေါ်၌မလင်းနွယ်ကလက်ပွဲအိတ်ကိုဖွင့်ကာတိုးပတ်၌ယူ၍မျက်ရည်ကြောင်ပြက်နေသော အလှကိုပြုပြင်သည်မမနွယ်ကတိတ်ရီစရာကောင်းတာပဲဘာရီစရာကောင်းလို့လဲတက်ခိုင်ကဥချစ်တိုးကိုလှမ်းပြောရင်းဖြစ်သည်ဦးလေးကိုချစ်တိုးမမနွယ်ကရုပ်ရှင်ကြည့်ပြီးငိုရဲဗျာ တာရည်စရာမကောင်းဘူးလားဦးလေးကိုချစ်တော့ကလည်းရည်ပြီးဖြည်တယ်။နှွေကဒီအတိုင်းကြီးပဲကြည်လိုက်ရင်လည်းအလွမ်းကားမှပြည့်တော့အမြင့်ငိုတယ်။ငိုတာပေါ့ဦးလေးကိုချစ်တော့ရတနာစရာကောင်းတာကိုဦးလေးကိုချစ်တော့တစ်ခါတော့လိုက်ကြည့်ပါလား။မကြည့်ကြပါဘူးဟဲ့ပတ်စံပေးပြီးငိုရတာရှောင်းနေ။နင်တို့အင်္ဂလိပ်စကားတွေလည်းငါနားမလည်ပါဘူး။တို့ကတော့ဒိုင်ပင်တင်နာတို့ရွှေပတို့တင်းညွန့်တို့ပဲကြိုက်တယ်။စကားကထီဟစ်ဆိုတီးတော့တာပဲ။ တက်ခိုင်ကရည်နေတော့လဲမလင်းရွယ်ကဥချွတိုးကိုစတယ်။ဥလေးကိုချွတိုးကအလွမ်းစကားပဲကြည့်မလဲ။ကြည့်လဲဘယ်လွမ်းတက်မလဲ။လူပြိုကြီးကိုဟာငါဘာသာမိမမလို့ကျင်လို့လူပြိုကြီးလုံနေတာနဲ့မလွမ်းတက်တာနဲ့ပါဆိုင်လို့တော့တဲပြောလိုက်လို့မကောင်းပါဘူး။နှွယ်ကောဘာလို့လွမ်းတက်နေတယ်လဲ။ကိုဘမြင်ကြောက်လား။မလင်းနွေညနာလေးတည်းရဲရဲနေသွားတယ်။ဦးလေးကိုချစ်တော့နောက်ကို ဒီစကားနှဲ့ကိုထပ်မပြောနဲ့တော့ဦးချစ်တိုကစိတ်မဆိုးပဲရှိနေ၏ဦးချစ်တိုသည်ဘာရည်ရွယ်ချက်နှင့်ဤစကားကိုတမင်ပြောမှန်းရိပ်မိသောတခိုင်ကတည်ကြည်စွာနှင့်မေးသည်။အော်မမနွယ်ရေအကိုဘောင်းနိုင်နိုင်ငံကြသွားပြီလား။မလေးနွယ်က သွားပြီဟုနှလုံးထဲဒုံဒုံတိတိဖြေဆို၏ကားအတွင်း၌အလုံးစိတ်ငြိမ်သွားကြသည်။အိမ်သို့ရောက်သည့်အထိစိတ်ငြိမ်လာခဲ့ကြ၏။ အိမ်တွင်းရောက်သောအခါ ထုံးစံအတိုင်းတက်ခိုင်ကဆိုဖာပေါ်၌ထိုင်ကျန်ရည်၏မလင်းရွယ်ကအပေါ်တက်တဲ့၍အဝတ်အစားလဲသည်အိမ်နောက်ဖေးမတော်ဤတန်ထွာလာသည် အော်မောင်တက်ခိုင်ပါလာတကိုလူကလေးမမရွယ်ကတော့ပြော့သွားတာပဲလူကလေးကို ခေါ်ပြီးရုပ်ရှင်သွားကြည့်မလို့တဲ့ဟုတ်ပါတယ်တော်တော်ကျွန်တော်နဲ့မမရွယ်အခုရုပ်ရှင်ကပြန်လာကြတာဦးကြီးကတော်တော် မင်းဦးလေးကဝင်ကြီးချုပ်အစည်းအဝေးတက်နေရတယ်။တိုင်းပြည်ကြီးကမကောင်းတော့လူကြီးတွေခေါင်းချင်းရိုက်နေကြရတယ်မဟုတ်လား။တက်ခိုင်သေးနှောက်ဖြစ်အဖြစ်မပေးပဲခေါင်းသာနှိပ်ပြ၏ထိုစဲမလေးနွယ်ဆင်းလာ၏အိမ်တွင်၌တရောတလက်ကိုကင်လာ၏တော်ရေးတန်းကလှမ်းမိသည်။ဟဲ့တမီးနွယ်တမီးပြပြတရောကိုဘာလို့ယူလာခဲ့ရတာလဲ။မောင်ကိုတိခိုင်းမလို့မင်းမေမောင်ကတရောတိတက်တယ်တဲ့။မလေးနွယ်ကတရောကိုတက်ခိုင်အားပေး၏။ လာမောင်မမနယ်တို့ပီယနိုတီးကြရအောင်တက်ခိုင်ကတော်ရေးတန်ကိုလှမ်းကြည့်တယ်တော်ရေးတန်သည်တူရီသောတမိလုံးသမ ्या ကိုကန့်ကွက်ရန်မရှိဟန်ပြုံးကြည့်နေ၏မလေးနယ်သည်ပီယနိုအဖုံးကြီးကိုဖွင့်၍တောက်ထောက်တင်လိုက်ပြီးခုံနိုင်ထိုင်၏တက်ခိုင်ကလည်းမလေးနယ်အနေရှိ ခုံတစ်ခု၌ဝင်ထိုင်သည်ပါတီးကြမလဲမမနယ်ပတ်ပြိုးပဲတီးကြရအောင်မောင်ကြက်ရလားမောင်လဲပတ်ပြိုးပဲနိုင်တယ်မမနယ်မောင်ပတ်ပြိုးကိုဘာနဲ့တီးတယ်လဲ အောက်ပြန်တဲ့မမနွယ်မမနွယ်လဲ chef နဲ့တီးတာပဲကဲမမနွယ်အတန်ပြမယ်ကျိုးညိမောင်မလေးနွယ်က piano ကိုခောက်ကအတန်ပြပေး၏တက်ခိုင်က piano အတန်ဆင့်အတိုင်းတယောကိုကျိုးညိอยู่တယ်ဘာတချင်းတီးကြမလဲမောင်မမနွယ်ကြိုက်တာပြောလေမောင်တက်တာဆိုရင်လိုက်တီးပါမယ်နေုံမမနွယ်က မန္တလေးမဟာဂီတအဖွဲ့ရဲ့မူအတိုင်းတီးတယ်မောင်ကဘာမူနဲ့တီးတယ်လဲ မောင်ကတော့ပြန်ကြတက်ခဲ့ရတာဒါပေမဲ့ကျယောကအလိုက်ပဲမောင်မှေးတိနိုင်ပါတယ်ဒါဖြင့်မမျှလေးရဲ့ပတ်ပြိုးတစ်ခုခုတိကျရအောင်မမနွယ်ကမမျှလေးရဲ့တခြင်းတွေကိုအကြိုက်ဆုံးပဲရှိဆောင်ရကြတော့မတီးပါနဲ့မမနွယ်အဲ့တခြင်းတိရရဲ့မောင်ငိုခြင်းနဲ့ဒါဖြင့်ညရင်ရေညိုတိကျမယ်မောင်ရတယ်မဟုတ်လားတက်ခိုင်ကခေါင်းကုတ်ရဲခေါင်းညှိ အနောက်နံမတော်မမြလေးတခြင်းဆိုလည်းရင်အလွမ်းမှပြေးမလို့ပပျိုးခန့်ကိုတီးကြပြီးရဲ့နောက်ပပျိုးကိုကို မလေးຫນွေကစူတီးတီးသည်မြရင်ရင်ညူကိုရပျော်ခဲတန်ကဝေလေရွှေပြည်ပင်နိုင်ကန်ကန်ငဲတော်ဆုံငုံမှထွေထွေတာပါလီမန် မလေးနွယ်ဧတန်သည်ကြည်လင်ချိုသာသည်တချင်းဆိုတတ်သော မင်းကလေးတိုင်းသည်သူ့အတာနှင့်သူ့အထားသူ့ကြည်လင်ချိုသာရကအတန်ကြည်လင်ချိုသာမှုသည်ထူးဆန်းအံ့ဩဖွယ်မရှိလာတို့ရတွင်ပလင်းနွယ်၏အတန်နှင့်ခံစားမှုကိုဖော်ပြနိုင်၏ညာရင်ရင်ညို့အပိုက်ကိုဆိုသောအခါအတန်ကအေးချမ်းဝေစီ၍ကြည်ကြည်လွန်လွန်ရှိ၏ကံကံငယ်တာအိုဆို ငိုမှားအပိုက်ကြတော့အခါငိုတံမပတပါနဲ့ရှိုက်ရှိုက်ဖို့ဖို့ရှိသေး။ပီယန်နိုကိုလည်းအကွက်ပြည့်မတည်အဆို့ကိုထောက်ကူအောင်အသွာအတိုင်းခက်ကျဲကျဲနဲ့စီဝါမလွတ်ယုံတည်သေး။ရေမာခန်းစားမှုအတိုင်းပီယန်နိုကိုအပြော့အမာအဖော့အပြဲအနုအတန်းမြီအောင်လက်ချောင်းလေးများကခလုံများကို ထိုင်းသိမ်းချုပ်ကန်တီးနိုင်လေ၏တက်ခိုင်သည်လည်းဂီရနှင့်စာသားတို့၏ဆွဲဆောင်ရာသို့တယောတန်နှင့်အတူမေးလိုက်ပါမိနေ၏တချင်းအစုံတပြန်ရောက်ခါမှမလေးနွယ်သည်ဤတချင်းကိုဘာကြောင့်ရွေးကြောင်းတက်ခိုင်ရင်မိသွားသည်မလေးနယ်သည်ပြုံးညွညွမျက်နှာထားနှင့်မျက်တောင်ကော်များကိုပင်လှန်ကသူ့ကိုကြည်ရဲတပြန်ကိုဆို၏အိမ်ရိတ်ကေခိုးမန်ပိုးနှင့်ဦး တဲ့ဘဝင်ကဖို့ပဲညိုတော်တိပူအောင်တောင်းငယ်ကိုထတ်တပိဖုံထိုည၌တခိုင်သည်ထိုည၌တခိုင်သည်အခန်းသို့ပြန်ရောက်လာသောအခါ၌အခန်းတွင်ဝယ်ရုမောင်မရှိတခိုင်သည် စာမကျက်တော့ဘဲအတန်ကြာစွာမျက်လုံးများကကြောင်နေသိ၏ အင်ရိုက်ကဲခိုးမန်ပုန်နှင့်ဦးမန်ပုန်နှင့်ဦးမန်ပုန်နှင့်ဦးအီစာသားစကရကတက်ခိုင်ဤနားတွင်ပဲ့တင်ထက်နေ၏မန်မပူပါအောင်မမနယ်ရဲ့မောင်ဟာမန်မပူနိုင်တဲ့သူတယောက်သာပါရှေးကဖြစ်ဖို့တမျှကိုတိပြီးတဲ့မမနယ်ဟာ မောင်ကို မန်ပိုတယ်လို့အပြစ်တည်းမစောတဲ့မှာဘူးတလူလူတလိုက်လိုက်ရှိနေပြီးရနာ အလွန်ညစ်တဲ့ပါမှတက်ခါအိပ်ပျော်သွားတယ်အိမ်မောကြသွားသူတည်းအဲ့ချိန်ကို အမှန်ထက်တိုတီဟုထင်မြင်တတ်တယ်တက်ခါရင်အထင်၌အိပ်ပျော်ပြီး၍ဘာမှမကြားထင်တယ်တကားဖွင့်တန်နဲ့ရေးကြီးတုတ်ပြဝင်လာတော့ခြေတံများကြောင့်လန့်နိုးလာ၏ဘသူတွေလဲကွာတက်ခါကအိယာမှလူးလဲထာရင်မေးတယ်ငါပါကွာတငယ်ချင်းယူမောင်ပါ တက်ခိုင်တိတ်တိတ်နေကွာတို့ horse ကိုပလိုက်တွေဝိုင်းထားတယ်အိမ်မောင်စုံဝါဖြစ်ရမှာတက်ခိုင်မျိုးလုံးများကကျဲသွားတယ်အခန်းတွင်၌ယူမောင်နဲ့အတူလူနှစ်ယောက်ရောက်နေ၏တဝူးကထုံးငွေဖြစ်တယ်တဝူးကမုံမြင့်ဖြစ်၏ပြည်ချောင်းဆောင်ရဲ့အခန်းတိုင်း၌အထက်မျက်နှာကျက်၌လေးဝင်အောင်တဇကာတက်အပေါင်များရှိ၏ တက်ခိုင်တို့၏အခမ်းအထက်မှတန်စကားသည်ပေါက်ပြဲနေ၏ထိုအပေါက်မှတက်သွားသောခေါင်းမိုးအောင်မျက်နှာကျပေါ်ရောက်သွားနိုင်၏မျက်နှာကျပေါ်ရောက်လျက်ကြည်ကြောင်းဆောင်တစ်ဖက်ထိတ်မှတစ်ဖက်ထိတ်သို့ လေးဖက်ထောက်သွားနိုင်၏တစုံတစ်ယောက်သည်မျက်နှာကျပေါ်ရောက်သွားပြီးတနေ့လုံးခုအောင်နေစေကမို့ဓာတ်မသိလျင်ရှာဖွေမတွေ့နိုင်မိုးမြင့်သည်တန်စကားပေါက်မှရှုံဝင်၍မျက်နှာကျပေါ်ရောက်သွားသည် ။ထွန်းဝင်နှင့်ရွမောင်သည်စာကူးလက်လက်ဆက်ပြစ်ရိုက်ထားသောစာရွက်ထုတ်ကြီးတစ်ထုပ်ကိုလှမ်းပေးသည်။တန်စကာပေါက်မှမိုးမြင့်ကလှမ်းယူ၏။မကြမီပင်စက်ကူထုံများလည်းပျောက်သွားသည်။မျက်နှာချက်ကျန်းပြင်သည်မတိမတာတိတ်တိတ်လှုပ်နေရမှငြိမ်သွား၏။ထွန်းဝင်သည် အခန်းတွင်မှလျင်မြန်စွာထွက်ခွာသွား၏။ရုံမောင်ကအခန်းတကားကိုကြက်ချလိုက်ပြီးတက်ခိုင်ကိုတောင်းမှန်၏တက်ခိုင်ပြဲအိမ်နေစမ်းပါကွာအိမ်နေရရပြဲအိမ်နေစမ်းပါရှစ်ကြီးခိုးပါရဲ့ တက်ခိုင်းသိချင်းအောင်အတွဲပြောင်းဝင်ကအိတ်နေလိုက်ဤရူးမောင်က သူ့ရဲ့ကလေးမှချင်းအောင်ကို အမြန်ချကအိတ်ချင်ရဆောင်နေတော့ဤမကြမီဖနက်တံများပေါ်လာသိခွာမတက်ထားသောတည့်ရေဖနက်တံများဖြစ်ကြဤ ဖဏတ်တန်များသည် နေရာအနှံ့အပြားမှပေါ်ထွက်နေ၏။တကားဖွင့်တန်များကိုလည်းကြားရ၏။တက်ခိုင်တို့၏တကားကိုအပြင်းမှခောက်တန်ကြရ၏။တက်ခိုင်ကငြိမ်အိမ်နေသည်။တကားကိုတကြုံကြုံဆွဲလှုပ်တန်ပေါ်လာ၏။တဖက်ကလေးမှယူမောင်လည်းလူးလဲချလိုက်ပြီးအော်ဆဲသည်။ဘဲကောင်တွေလည်းကဆော့ဆော့စစ်စစ်လာနှောက်ရှက်နေတာမင်းနှမလင်နောက်လိုက်ပြေလို့လား။အပြင်းဘက်မှအဖြေပေါ်မလား။ တကားကိုဆွဲလှုပ်တန်လဲပျောက်သွားတယ်။ခက်မမှန်ခောက်တန်တာပေါ်လာနေ၏။ယူမောင်တေအိတ်ချစ်မူတူဟန်နဲ့တကားထဖွင့်ပေးတယ်။တက်ခိုင်ကလည်းထထိုင်လိုက်၏။ရဲအုပ်တယောက်နဲ့ရဲသားနှုတ်ဦးတေအခန်းတွင်းသို့ဝင်လာ၏။သူတို့နှင့်အတူအဆောင်နှိပြဆရာလည်းပါလာ၏။ရဲအုပ်ကတက်ခိုင်တို့နှစ်ယောက်ကိုတေချာစွာကြည့်ပြီးမေးတယ်။ဒီเจ้าသားနှစ်ယောက်ဟာဒီခန်းကပဲလားဆရာ။ဟုတ်တယ်ဟိုတယောက်ကတက်ခိုင်ဒီတယောက်ကယူမောင် ရဲအုပ်နဲ့ရဲသားတို့သည် အခန်းတွင်၌ဟိုကြီးတီကြီးလှုပ်ပြီးကျင်နတ်ဟန်နဲ့ထွက်ခွာသွားကြ၏တက်ခိုင်ကယူမောင်ကိုစူးစိုက်ကြည့်၏ယူမောင်ကမျက်လွာချထားသည်တက်ခိုင်သည်ဘာမှမပြောတော့ဘဲသဘောတံကိုယူကသွားတိုက်စေထည့်၏အပြင်းပန်းတိုင်းမှုမိုးစင်စင်လင်းနေပြီတက်ခိုင်သည်မျက်နှာတော့ပွားကိုလယ်ဘေး၌ပတ်ခါသွားတိုက်ရဲ့အပြင်းသို့ထွက်ခဲ့သည်ဝရန်တာမှလှမ်းကြည့်လိုက်သောအခါရန်ကုန်ရဲအဖွဲ့နှင့်ရန်ကုန်လက်နက်ကင်ရဲအဖွဲ့များကတောင်းဆောင်ကိုဝိုင်းထားကြောင်းတွေ့ရ၏ အရေးထဲတွင်မောင်ရှိန်ကဘယ်ကပေါ်လာသည်မသိသူသည်သွားကြရင်ဖြစ်သည်ဖြင့်အမြောက်ဖြူဖြူစီသောပါဇက်နှင့်အော်၏တတ်တောင်တော်ဘိုရုနှင့်လူစုလိုလဲဝိုင်းမိပါရောလားမိမိရဲ့တောတောင်ရှုံမြောင်ဟိုချောင်အရောက်ကြောက်ကြောက်နဲ့ပဲပြေးကြဆိုရက်မနက်ကလည်းမိုးလဲဟိုသိန်းကလည်းတင်းသမို့ဟိုချောင်အရောက်မှာ ရှူးရှူးလေးပေါက်ကြရအောင်မိမိရဲ့တိမ်ပုနဲ့လပြာ မောင်ရှိန်သည်သူ့ဆိုနှင့်သူ့ဆိုင်နှင့် မစီမဆိုင်ဝင်ကကပြီးရေချိုးခန်းများနှင့်အိမ်သာပတ်စီသို့ကြွသွား၏အခန်းသည်သည်မှထွက်ကြည့်နေသောចောင်းသားများကထိုအခါကြမှရေမောပြီးမောင်ရှိန်နောက်လိုက်ကြလေတည်း